်မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ match လ28ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်မြို့သိမ်းတိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်ဖားပေါ်မြို့ပေါ်မှာရှိတဲ့စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့တွေအားလုံးဟာမြို့ကိုစွန့်ခွာသွားပြီးတော့မြို့အနီးမှာရှိတဲ့ဗျူဟာကုန်းမှာစုစည်းနေထိုင်ကြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တပ်မဟာ9နဲ့ပူးပေါင်းတပ်ဖွဲ့တွေက ဖာပွန်မြို့ပေါ်မှာရှိတဲ့စစ်ကောင်စီတပ်တွေကိုမက်လ16ရက်နေ့ကနေစတင်ပြီးတော့ဝိုင်းရံပိတ်ဆို့ထားတဲ့အခြေအနေမှာဒီကနေ့မှာစစ်ကောင်စီတပ်တွေအားလုံးဟာပြန်လည်ဆုတ်ခွာသွားခြင်းဖြစ်တယ်လို့သိရပါဗျ။မြို့ထဲမှာရှိတဲ့တရင်တပ်ဖွဲ့တွေကမနေတော့ဘူးပြန်ဆုတ်လိုက်တယ်လို့ပြောတယ်။ဖာပွန်မြို့ပေါ်မှာကအခုသူတို့ရှိတဲ့နေရာတွေကတရင်တပ်ဖွဲ့တွေပဲသူတို့လာပြီးတော့စခန်းတွေတိဆောက်ပြီးနေကြတာ။ဒါပေမဲ့အခုအခြေအနေကတော့သူတို့အဲ့ဒီမှာမနေတော့ဘူးသူတို့ကပြန်ဆုတ်သွားပြီးတော့သူတို့ရဲ့တရင်ဌာနချုပ်ဘျူဟာဂုံအဲ့ဒီမှာပဲပြန်ပြီးတော့စုနေကြတယ်။ရဲလည်းမရှိတော့ဘူး။ ရဲလဲအဲ့ဒီဘက်မှာပဲသွားပြီးတော့စုနေကြတာလို့ဘုံမူကြီးစောကလေတို့ကပြောကြားခဲ့ပါတယ်စစ်ကောင်စီတပ်တွေဆုတ်ခွာသွားတဲ့ဗျူဟာကုန်းဟာဖာပေါ်မြို့နဲ့သုံးမိုင်ခန့်သာကွာဝေးတယ်လို့သိရပါတယ် KNLA အနေနဲ့မက်စလာ16ရက်နေ့ကနေစတင်ပြီးစစ်ကောင်စီတပ်များဖယ်ရှားနိုင်ရေးပိတ်ဆို့ထားတော်လဲကြီးမားတဲ့ထိုးစစ်ဆင်မှုများမပြုတ်လုပဲနဲ့ပျောက်ကြားတိုက်ခိုက်မှုတချို့သာပြုတ်လုခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီဘက်ကလည်းဖာပေါ်မြို့နဲ့ဒေသတွင်းကြေးရွာတွေကိုဒရုန်းတိုက်ခိုက်မှု လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ရာအရဲသားပြည်သူတေဆုံးထိခိုက်မှုနဲ့နေအိမ်ပျက်စီးမှုတွေရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်စခန်းသိမ်းတိုက်ပွဲသတင်းကတော့ကချေပြည်နယ်ရဲ့မြို့သုံးခုမှာရှိတဲ့စစ်ကောင်စီရဲ့ရောရုံနီးပြူဟာစခန်းအပါအဝင်စခန်းသုံးခုကိုကချေလွတ်လပ်ရေးတပ်မတော် KIA ကမတ်လ28ရက်နေ့မှာတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အဲ့ဒီစစ်ကောင်စီတပ်စခန်းတွေကမိုင်းကြရန်ကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတဲ့စကခ27လက်အောက်ခံနီးပြူဟာနဲ့စခန်း မိုးမောက်စိမ့်လုံကပလမ်းကြောင်းမှာရှိတယ်လော့ဒန်စခန်းနဲ့လွေကျဲမြို့အပေါ်ဇေဒီကုန်းတန်းမှာရှိတယ်ရတလာတစ်လေးနဲ့ဖလန်ဘွန်စခန်းတို့ကိုတိမ့်ပိုက်လိုက်ပြီလို့သိရပါတယ်စကခ27လက်အောက်ခံရော်ယုံနီးဖြူဟာနဲ့စခန်းဟာ1985ခုနှစ်မက်လာက KIA ပူပေါင်းဗမာပြည်ကွန်မြူနတီပါတီ CBB တပ်ဖွဲ့များကတိုက်ခိုက်တဲ့အချိန်မှာမအောင်မြင်ခဲ့တဲ့တပ်စခန်းဖြစ်တယ်လို့သိရပါတယ်1984ခုနှစ်က KIA နဲ့ဗမာပြည်ကွန်မြူနတီပါတီ CBB တပ်ဖွဲ့များဟာ ရွှေလီမြစ်နဲ့ AR မြေချားမှာပူးတွဲစစ်စင်ရေးစီမံကိန်းတွေပြုလုပ်မဲ့စစ်စင်ရေးကိုရွှေရအောင်စစ်စင်ရေးလို့အမည်ပေးခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ဒါအပြင် KIA ဟာ1985ခုနှစ်ကမသိမ့်ပိုက်နိုင်ခဲ့တဲ့ရောယုံဗျူဟာဂုံးကိုလည်းတိုက်ခိုက်သိမ့်ပိုက်စင်မှာကာကင်းစခန်းများဖြစ်တဲ့လော့မော်စခန်း၊ဗန်ယောင်းစခန်း၊ရှန်တိုင်းဘုံစခန်းများကိုမတ်လ28ရက်နေ့မှာသိမ့်ပိုက်နိုင်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီစခန်းတွေကိုတိုက်ခိုက်သိမ့်ပိုက်စင်မှာရောယုံတောင်မှာရှိတဲ့စစ်ကောင်စီတပ်စခန်းနဲ့ စိန်လုံတောင်မှာရှိတဲ့စစ်ကောင်စီတပ်စခန်းတွေကမိုင်းဂျာရန်အနီးဝန်းကျင်ကိုလက်နက်ကြီး၁၀ကြိမ်နဲ့အထက်ပစ်ခဲ့ရာမိုင်းဂျာရန်မျိုးအတွင်းကို၈ကြိမ်ကျရောက်ပြီးတော့တရုတ်ပြည်နယ်စပ်ကိုလက်နက်ကြီး၂လုံးကျရောက်ပောက်ကွဲခဲ့တယ်လို့သိရပါတယ်။ဗမော်လွယ်ကျဲလမ်းမှာရှိတဲ့ရော်ယုံ၊ဘန်ယောင်၊ရှန်တိုင်းဘုံ၊မဒါဘုံ၊လော့ဒန်၊လော့မွန်ငါးဂရန်စခန်းတွေကို KIA ကမတ်စတာ၂၈ရက်နေ့ကစတင်ပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အမ်းမြို့နယ်တမိုင်အကွာပြောင်သေးရွာအနီးမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းမှာစစ်ကောင်စီဘက်ကအသေးဆုံးညားပြပြီးတော့တက်ဆုတ်ခွာထွက်ပြေးသွားခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မတ်လ24ရက်နေ့မွန်လွယ်ပိုင်းမှာပြောင်သေးရွာအနီးမှာရှိတဲ့နတ်တောင်ကိုစစ်ကောင်စီကအင်အား150လောက်နဲ့စစ်ကြောင်းထုတ်ခဲ့ပြီးတဲ့နောက်မတ်လ25ရက်နေ့မှာရခိုင်တပ်တော် AA နဲ့နှစ်ဖက်တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာစစ်ကောင်စီဘက်ကလေယာဉ်များနဲ့ တက်ရင်းတွေကနေပြီးတော့လက်နက်ကြီးတွေနဲ့ပစ်ကူခဲ့တော့လေစစ်ကြောင်းအင်အား150တဲမှာ80လောက်ဟာတေဆုံးခဲ့ပြီးတော့ကြံတက်ဖွဲ့ဝင်းနေဟာတက်ဆုတ်ခွာထွက်ပြေးခဲ့ရတယ်လို့အမ်းမြို့နယ်စီးရဲသတင်းအရင်းမြစ်ကပြောကြားထားပါတယ်။25ရက်နေ့ကတိုက်ပွဲကတော်တော်လေးပြင်းထန်တယ်စစ်တပ်က150လောက်မှာအ ਨੇ ဆုံး80လောက်ကသေသွားတယ်ပြီးတာနဲ့ကြံတဲ့စစ်ကောင်စီတပ်တွေကလည်းလုံးရဘက်ကိုပြန်ဆုတ်သွားတယ်လို့ပြောဆိုခဲ့ပါတယ်။မက်စလာ25ရက်နေ့ညပိုင်းကတော့စစ်ကောင်စီအင်အား60ဝန်းကျင်ဟာ လုံကျေးရွာဘက်ကိုတက်ဆုတ်သွားခြင်းဖြစ်ပြီးတော့လုံကျေးရွာသားတွေကိုရွာထဲကနေမောင်းထုတ်ပြီးတော့ကျေးရွာထဲမှာတက်ဆွဲနေထိုင်ခြင်းဖြစ်တယ်လို့သူကဆက်ပြောခဲ့ပါတယ်။လုံကျေးရွာကလူပေါင်း200ကျော်ရှိတယ်။အဲ့ဒီရွာသားတွေကိုစစ်တပ်ကမောင်းထုတ်လိုက်တယ်ပြီးတော့ရွာထဲမှာတက်ဆွဲနေကြတယ်လို့ပြောဆိုခဲ့ပါတယ်။လက်ရှိလုံကျေးရွာကိုစစ်ကောင်စီကအင်အားထပ်ဖြည့်ထားပြီးတော့စစ်ကောင်စီတက်အင်အား200ဝန်းကျင်လောက်ရှိနိုင်တယ်လို့အမ်းမြုံနယ်ကစီရေးသတင်းအရင်းအမြစ်ကပြောကြားထားပါတယ်။ဒီကနေ့မနက်9နာရီဝန်းကျင်ကလည်းလုံကျေးရွာထဲမှာရှိနေတဲ့ရွာသား3ဦးကိုစစ်ကောင်စီတက်ကဖမ်းဆီးထားကြောင်း သတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းဒေသကြီးပလဲမြို့နယ်ကန်တောင်ကျေးရွာမှာရှိတဲ့ကန်တောင်နယ်မြေရဲစခန်းကနေအရက်တောက်ပြီးထွက်လာတဲ့စစ်ကောင်စီဗိုလ်ကြီးကိုဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မက်လာ28ရက်နေ့မနက်7:00နာရီခွဲအချိန်မှာရဲစခန်းကနေအရက်ဝတ်ဆိုင်ကယ်နဲ့ထွက်လာတဲ့ကပ္ပစတပ်ကဗိုလ်ကြီးဟိန်းရဲထက်ကိုရဲစခန်းရဲ့အရှိတ်ဘက်မီတာ1000ခန့်အကွာမှာဖမ်းဆီးခဲ့တယ်လို့သိရပါဗျ။ကျွန်တော်တို့အဖွဲ့ကသူတို့ရဲစခန်းကိုစောင့်ကြည့်နေတာ မနေ့ကမနေ့ပိုင်းကသူလဲနည်းနည်းမူးနေပြီးတော့ဆိုင်ကယ်နဲ့ထွက်လာတာတွေ့တော့ဖမ်းလိုက်တာလို့ရင်းမာပင်ခရိုင်တည်ရဲအမှတ်79တည်ရဲမူးဘိုပလဲကပြောဆိုခဲ့ပါတယ်စစ်ကောင်စီရဲ့ဘိုကြီးကိုဖမ်းဆီးရမိချိန်မှာဆိုင်ကယ်တစ်စီးဖုန်းတစ်လုံးနဲ့ဆက်သွယ်ရေးဆက်တစ်လုံးတို့ကိုပါတင်းစီရမိခဲ့တယ်လို့သိရပါတယ်အဲ့ဒီစစ်ကောင်စီအရာရှိဟာကန်တော့နေမြေရဲစခန်းကိုတာဝန်ကျလာတာဟာ3လခန့်တာရှိသေးပြီးတော့စခန်းကနေပြီးတော့အနီးဝန်းကျင်ရွာတွေဘက်ကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်တာနဲ့ရွာသားတွေစီကနေရိတ်ခါတောင်းယူတဲ့နေရာမှာဥဆောင်ပအဝင်ခဲ့တဲ့သူလို့သိရပါတယ် ်ဖမ်းဆီးရမိထားတဲ့စစ်ကောင်စီဗိုလ်ကြီးကိုတော့ NUG MOD လမ်းညွန်ချက်အရစစ်တုံးမှန်ဥပဒေနဲ့အညီထိမ့်သိမ်းသွားမှာဖြစ်တယ်လို့ပြောဆိုထားပါတယ်မက်စလာ73ရက်နေ့နေ့လယ်တနအီကန်းကလည်းကန်တော့ငယ်မြေရဲစခန်းကနေပြီးတော့ကင်းပတ်ထွက်လာတဲ့စစ်ကောင်စီရဲ့လှည့်ကင်းကားကိုရဲစခန်းအနီးတမိုင်ကျော်ကမ်းမှာမိုင်းဆွဲတိုက်ခတ်ရာတအူးတေဆုံပြီးနှစ်ဦးဒဏ်ရာရရှိခဲ့ဘူးကြောင့်သတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းဆက်လဲမြို့နယ်မှာပြည်သူများရဲ့တိုင်တန်းချက်အရစစ်မှုထမ်းဖို့အတွက်စီယုံလှုံ့ဆော်နေတဲ့ပြူစောတိတအုပ်ကိုပြစ်ခတ်တိုက်ခိုက်ရာတိုက်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာ26ရက်နေ့ည9:40မိနစ်အချိန်ကဆက်လဲမြို့နယ်ကျွဲချံရွာကပြူစောတိမြင့်အောင်ဆိုတဲ့သူဟာလူငယ်တွေကိုစစ်မှုထမ်းဖို့နဲ့ပြူစောတိတင်တန်းတွေအတွက်ကျွဲချံအုပ်စုအတွင်းမှာစီယုံရေးဆင်းနေပြီးတော့ပြည်သူတွေအပေါ်ဂုတ်သွေးဆုပ်အနိုင်ကျင့်နေတယ်လို့ပြည်သူများရဲ့တိုင်တန်းချက်အရာ ။ဆလင်းမြို့နယ်ပကဖကအနီးကပ်စောင့်ကြည့်မှုတွေပြုလုပ်နေတဲ့အချိန်မှာပုံမိုဆိုးဝါးလာတဲ့အတွက်ကြောင့်ပြစ်ခတ်တိုက်ခိုက်ရမှာတေဆုံးသွားတယ်လို့သိရပါဗျ။သူကအဓိကကတော့ရွာထဲမှာစစ်မှုထမ်းဥပဒေအတွက်လှက်ပတ်ပြီးတော့ဆောင်ရွက်ပေးနေတာပြူစောတိတင်တန်းအထိပါစီယုံလှုံ့ဆော်ပေးနေတဲ့သူပါ။ကျွဲချံကအရင်ကတည်းကနာမည်ကြီးပါ။စစ်မှုထမ်းဥပဒေမတိုင်ခင်ကတည်းကပြူစောတိတင်တန်းစင်ပြီးသားရွာပါ။ပြူစောတိလို့တော့ပြည်သူတွေကတိုင်ကြားထားပေမဲ့လက်နက်ကတော့တင်းစီရရှိခဲ့ခြင်းမရှိဘူး။ဖုန်းထဲမှာတော့နေပြည်တော်စစ်ကောင်စီနဲ့ချိတ်ဆက်ထားတာတွေ ခေါင်းကြီးပိုင်းနေနဲ့ချိတ်ဆက်ထားတာတွေကိုတွေ့ရပါတယ်လို့စလင်းမျိုးနယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောပြလာပါတယ်။တိတ်ဆုံးသွားတဲ့ပြူစောထီးမြင့်အောင်ထန်ကနေပြီးတော့တိမ့်စီရရှိခဲ့တဲ့ဖုန်းထဲမှာနေပြည်တော်စစ်ကောင်စီအတိုင်းအဝိုင်းနဲ့ချိတ်ဆက်မှုများနဲ့စစ်ကောင်စီရဲ့လောက်ရများကိုအားပေးအားမြောက်လုပ်ကင်နေတဲ့တပ်သေးတွေကိုလည်းတွေ့ရှိခဲ့ရတယ်လို့သိရပါတယ်။ဆက်လက်ပြီးတော့စစ်ကောင်စီရဲ့မလျော်ကန်တဲ့ရန်တရားမှာဝင်ရောက်ပါဝင်ပတ်သက်နေသူများကိုလည်းအမှတ်စင်တွေတတ်ထားကြောင်းကိုစလင်းမျိုးနယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကထပ်မံသတိပေးထုတ်ပြန်ထားတယ်လို့သိရပါတယ်။ စစ်မှုထမ်းဥတည်နဲ့ပတ်သက်ပြီးတော့အုတ်ကြီးရဲ့ဆွေမျိုးတွေဆိုပြီးတော့ခြံလှက်ပြီးတော့ကြံတဲ့ပြည်သူတွေမိသားစုဝင်တွေကို အာဏာကိုလက်တလုံးချထည့်သွင်းနေတာတွေကိုလည်းတိုင်းစားတွေတောက်လျှောက်လက်ခံရရှိနေပါတယ်ဒီလိုမျိုးကိုကိုတိုင်ကြတော့စစ်ကောင်စီကိုအားပေးအားမြောက်ပြုနေရတဲ့ကိုမိသားစုကိုဆွေမျိုးထိမှာကိုတော့ကြောက်လန့်နေတဲ့ကောင်တွေကိုလည်းသတင်းအတိအကျရပြီးသားမို့လို့အနေနဲ့အမြန်ရှင်းလင်းမှုတွေလှုပ်ဆောင်သွားမှာပါလို့ဆက်လင်းမျိုးနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတာဝန်ရှိသူတို့ကဆက်လက်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ်ထီခိုးကျေးရွာမှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့အကြမ်းဖက်စစ်ကောင်စီကလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့်ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလ28ရက်နေ့ကညောင်ရွှေမြို့နယ်ထီခိုးကျေးရွာမှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကလက်နက်ကြီးတွေနဲ့အလုံး20ကျော်ပစ်ခတ်ခဲ့တဲ့အတွက်ကြောင့်ကျေးရွာနေပြည်သူတွေဟာထွက်ပြေးတိမ်းရှောင်နေရပြီးတော့ပြည်သူတို့ချို့ဟာ ရွာထဲမှာပိတ်မိနေတယ်လို့သိရပါတယ်။ဒါ့အပြင်မက်လ28ရက်နေ့မွန်းလွဲ2နာရီအချိန်ကပင်လောင်းမြို့နယ်နမ်တုတ်ကြီးပါအနီးမှာအကြမ်းဖက်စစ်ကောင်စီတပ်ကတိုက်လေရင်နဲ့ပြစ်ခတ်တိုက်ခိုက်ခြင်းမီးလောင်ပုံးတွေကိုကျဲချခြင်းတွေကိုလှုံ့ဆော်ခဲ့ရာနေအိမ်အများအပြားမီးလောင်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုတွေကြောင့်ဆက်လီစိတ်မှာရန်နာထားတဲ့ပြည်သူပိုင်ကားတစ်စီးဟာလည်းထိခိုက်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။အလားတူပဲမက်စလာ28ရက်နေ့ကစီဇန်မြို့ပေါ်ကိုလည်းလက်နက်ကြီးတွေနဲ့အကြိမ်20ကျော်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသတင်းရရှိပါရခင်ဗျာ။ အခုလိုမျိုးမြန်မာနိုင်ငံအတွင်းမှာဖြစ်ပွားနေတဲ့စီးရဲသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ